ါဒီဗီဒီယိုမှာတော့ Mobile Legends Super League V4B မှာဘာတွေဖြစ်သွားခဲ့ရလဲ V4 အတွင်းမှာဘယ်သင်းတွေဘယ်လိုမျိုးအခြေအနေရှိလဲဆိုတာ recap အနေနဲ့ကျွန်တော်ပြပြပေးသွားမှာပဲဖြစ်ပါတယ်ဒီနံပါတ်1လေးနဲ့စကြတာပေါ့နောက်ဝင်အဖွင့်ပွဲတွေမှာတော့ DGU နဲ့ YG ပွဲနေရှိတယ်ဒီကတော့အများကြီးပြောစရာမရှိဘူး YG တတရာလေးပဲနိုင်သွားရဲ့ skip လို့ရနေသေးတယ်ဂျားထဲမှာ Team 7နဲ့ Agile ပွဲနေရှိရဲ့ဗျ Team 7ကနိုင်ဖို့ chance တွေရှိခဲ့ရဆိုပေမဲ့ Agile ကဒီပွဲစဉ်အတွက်တတိချာချာကြီးကိုပြင်ဆင်ခဲ့ရဗျ Playing ins ကိုတွက်ဖို့အတွက်စူးစမ်းရုံးကန်နေတဲ့ယာရီကဒီပွဲစဉ်မှာတွေ့ရတယ်ပေါ့ဗျာ 2 1နဲ့ပြန်ပြီးတော့နိုင်သွားတယ် day 1မှာပြောရရှိတဲ့ကိစ္စတကူက AI eSport နဲ့ Paladins အရှိရဘတ်တွေမှာ Mythic ကိုအနိုင်ရရှိသွားတဲ့ AI eSport ကဒီပွဲစဉ်ကိုနိုင်သွားမယ်လို့အားလုံးရဲ့အမြင်တွေမှာရှိနေခဲ့ပေမဲ့ Paladins ကတကယ်ကိုကျွန်တော်ဒုက္ခပေးနိုင်တဲ့အသင်းသင်းဆိုတာကျွန်တော်တက်တည်ပြသွားခဲ့ပါပြီ AI eSport ရဲ့ pit တွေအကုန်လုံးကိုတို့အနေနဲ့တည်တည်ကြာကြာလေးဒါလေ့လာထားတယ်ဗျာပြီးတော့ Sunny Sore ရဲ့ဘိုင်းတွေမှာဆိုလို့ရှိရင်လေ Yuri ကအများကြီးပို့ပြီးတော့ကောင်းနေဆိုတဲ့အရာတွေကိုချက်ပြသွားခဲ့တယ်ဗျာ ဒီပွဲစဉ်နိုင်လိုက်တဲ့အတွက်ကြောင့်ပါလာဒင်စ်ဘက်မှာအများကြီးအများကြီးအပေါင်းလက္ခဏာဆောင်တဲ့အရာတွေရရှိသွားတယ်လို့ပြောရမှာပေါ့နော်အတင်းရဲ့စိတ်တဲ့ဘိုင်းဆိုင်ရာတွေရောဒီ player တွေရဲ့ဒီ mechanic ဘိုင်းဆိုင်ရာတွေကပို့ပြီးတော့အားကောင်းလာဖို့ရှိတယ်ပါလာဒင်စ်ကဗျာကျွန်တော်အရှိတ်ပတ်တီကလေးကတုံးတက်ခဲ့တယ်လို့ပဲနီးပြကောင်းကောင်းတယောက်တာရောက်သွားမယ်ဆိုလို့ရှိရင်အတင်းကြီးတတင်းဖြစ်မယ်ဆိုတာကျွန်တော်တေတာပေါ့ဒါပြောချင်တယ်ဗျာ player တွေရဲ့ mechanic ဘိုင်းတွေ individual mechanic ဘိုင်းတွေနော် player တွေရဲ့ team ဘိုင်းတွေကအများကြီးပြောရမလို့ဒီထက်ပို့ပြီးတော့အချိန်ထပ်ပေးမယ်ဆိုလို့ရှိရင်အတင်းကြီးတတင်း ကျွန်တော်လုံးဝတေချာပေါ်ဖြစ်လာနိုင်နေပြ ဒေးနံပါတ်2မှာတော့ဇီနိုကအရှိတပတ်မှာဆိုရင် တော်တော်ကြီးကိုရှုံးပွဲတွေကြုံနေရတယ်ဝိုင်ဂျီနဲ့လည်းရှုံးတယ်ဖေကွန်နဲ့ရှုံးတယ်အဲ့မဲ့ဒီတပတ်မှာတော့သူတို့9ပွဲပြန်ရခဲ့တယ်ဗောနော်ထင်းဆဲဘန်နဲ့တွေ့ရပွဲတွေတွေမှာ2-1ဆိုတဲ့ result နဲ့သူတို့ရဲ့ playing style တွေကအရင်ယော်ဒီယော်ရဲစံနေရမျိုးတွေမဟုတ်ဘူးဗျတကယ်ကိုကောင်းမွန်ခဲ့တဲ့ဒါ playing style တွေကိုချပြခဲ့တာမျိုးတွေတွေ့ရတယ်ဗောနော်ဂျာရီကပွဲပြန်တော့ DGU နဲ့ Blackton ဖြစ်တယ်ဒါ Blackton ကတော့ဒီလက်ရှိသူတို့ရဲ့ loose team ဖြစ်ဆွတ်ထားတဲ့အရာတစ်ခုကိုတုံးချပြီးတော့ပဲ DGU တော့သူတို့နိုင်ရရှိသွားခဲ့တယ်ဗျနောက်ဆုံးပွဲစဉ်ကတော့ AI နဲ့ Azure ဖြစ်တယ်ဒီပွဲစဉ်မှာကျွန်တော်တို့ဒါ PS ပြန်လေ ပြီးတော့ပါဝင်လာခဲ့တယ်ဗျာ Agile ကိုတော့ဒါသေသေးချာလေးသူတို့ပြင်ဆင်ပြီးတော့ဒုက္ခပေးသွားတယ်အရှေ့အပွဲစဉ်လိုမျိုးရှုံးနေမှုတွေအမားတွေဖြစ်မှာဆိုတဲ့အတွက်သေချာပြင်ဆင်လာတာမျိုးတွေတွေ့ရတယ်ဗျာ AI eSport ကကျွန်တော်ဒီဂျန်ဂလာ၂ယောက်ဖြစ်သွားတယ်သူတို့တိတ်ခေါ်ထားတဲ့ Naruki ကိုလည်းတပွဲစီအချိန်ပေးလို့ကျွန်တော် PS ကိုလည်းအချိန်ပေးတယ်3ထားမိတဲ့အရာ BS ရဲ့ performance ပိုင်းဆိုင်ရာသည် narrative ရောက်လာပြီးတဲ့အချိန်ဒီမှာအများကြီးပူပြီးတော့ကောင်းမွန်လာတဲ့အတင်းနဲ့ပူပြီးတော့အံဝင်ငံ့ချရှိလာတာမျိုးတွေတွေ့ရတယ်ဗျာဒီနံပါတ်3ကဒီတစ်ပတ်ရဲ့ match of the day လို့ပြောလို့ရတယ်ဗောနော်အာ zino နိုင်ပွဲဆက်ပြီးတော့ရတယ်ဒီတစ်ပတ်က zino နိုင်ပွဲတွေပြန်ရမှာရလိမ့်မယ်ဗျာတို့က regular season ရဲ့အဆင့်တနေရာတော့မှယာယီရက်တီခဲ့သေးတဲ့အတင်းဒါပေမဲ့ဒီဘက်ထဲမှာရှုံးဝေးကြုံတွေ့ရတော့ဒီတစ်ပတ်မှာတို့နိုင်ပွဲတွေပြန်ယူထားတယ်ထိုနည်းတူပဲ methods ကြီးကလည်း actual 2နဲ့နိုင်ထားတယ်ဘာလို့ match of the day လို့ပြောနေတာလဲဆိုတော့ fagon နဲ့ yg yg ဒီ ီကျွန်တော်အရှိမ week 1လောက်ကလေးကပြောခဲ့သလို mechanic ဘိုင်းဆိုင်ရာအရန်အရန်ကိုအားကောင်းတဲ့ player တွေစုဖွဲ့ထားတဲ့အသင်းသင်းဖြစ်တယ် Falcon ဒီကျွန်တော်ဒီ player 9ယောက်လုံးရဲ့ကျွန်တော်ဒီ individual mechanic ဘိုင်းဆိုရတဲ့ team war ဘိုင်းအပေါ်ပြီးတော့အားပြုအားထား solid ရှိတဲ့အသင်းသင်းဖြစ်တယ်ဗျာအဲ့တော့ဒီနှသင်းတွေးဆောင်ရတဲ့ဘိုင်းဒီမှာ game 1အစား game 1မှာဆိုလို့ရှိရင်လေ YG ကတိတိတသားယူ rotation အဲသူတို့ရဲ့ဒီ playing ဆိုင်တွေကတကယ်ကိုမြန်ဆန်နေခဲ့တာအဲ့တော့ Falcon နေနဲ့နည်းနည်းလေးအထနေသွားလဲပါတယ်ဗောနော် rotation pattern လေးနည်းနည်းလေးမှားသွားတဲ့ကိစ္စအနေနဲ့စပြီးတော့ gain တစ်ခုလုံးပြီးလိုက်ရတယ်။အဲ့တော့ gain number 2မှာတော့ဒါ Falcon အနေနဲ့ပြန်ပြီးတော့နိုင်သွားတယ်ပေါ့နော် YG ကို pressure pressure ပေးပြီးတော့သူတို့ရဲ့ tin ကိုအားသာရရာတစ်ခုအတုံးချသွားတယ်။အဲ့တော့ gain number 3မှာတော့ Falcon အနေနဲ့ပြန်ပြီးတော့နိုင်သွားတယ်ပေါ့နော် YG ကို pressure pressure ပေးပြီးတော့သူတို့ရဲ့ tin ကိုအားသာရရာတစ်ခုအတုံးချသွားတယ်။အဲ့တော့ gain 3ကကျွန်တော်ပုံမှန်လင်းပြောရလို့ရှိရင် YG တော်တော်ကောင်းပါတယ်လို့ပြောရမယ်။ Game number 3ကဒီ player 9ယောက်လုံးရဲ့ decision making သူညီရဲ့ဆုံးဖြတ်ချက်တွေကအများကြီးပူပြီးအားကောင်းသွားတယ်လို့ပြောရမယ်။ Falcon eSport confuse ဖြစ်သွားတယ်ဗျာဒီလာနောက်ဆုံးဘက်တွေက2-5ကို5ဖြစ်နေတဲ့အချိန်မှာသူတို့ရှောက် calling ခေါ်တဲ့အရာတစ်ခုရှိတယ်။အဲ့ဒီအရာတစ်ခုက အာဖေကွန် e-sport ဘက်ကကြည့်မယ်ဆိုရင်တော်တော်မှိုင်းယွန်းသွားတယ်လို့ပြောရမှာပေါ့နော်ဒူအော်တိုင်း saturation ဖြစ်သွားပြီးတော့ဒါမှိုင်းယွန်းသွားတယ်အဲအချုံအနေနဲ့ပြောရရင်ဒီပွဲစဉ်အပြာ YG ရဲ့9ရောက်လုံးမှရှိရ individual mechanic ဘိုင်းတွေကတော်တော်ကြီးကိုပို့ပြီးတော့ကောင်းတယ် drop pit ဘိုင်းဆိုင်ရာမှာဆိုလို့ရှိရင်လေဒီ matter နဲ့ live ဖတ်တဲ့ဒီ pit တွေအကုန်လုံးဒါဆော့ခဲ့တယ်ပေါ့ဗျာတကယ်လို့မှချစ်လို့ကောင်းတယ်ပွဲစဉ်တခုဖြစ်ခဲ့ပြီးတော့ရာသတွေအကုန်လုံးလည်းခံစားလိုက်ရတယ်ဗျာဒေးနံပါတ်4ရောက်တဲ့အချိန်မှာတော့ အာအရန်ကြီးဒီပွဲစဉ်တွေကပြတ်သားမယ်လို့တွေးခဲ့ဆိုပေမဲ့ပထမဦးဆုံးပွဲစဉ်ဖြစ်တဲ့ Blackton နဲ့ Team 7ပွဲစဉ်ပြအဲ့အဖြေရလေးကအဲ့အဖြေလေးကတော့နည်းနည်းပြောင်းပြန်ဖြစ်သွားတယ် Blackton ကိုနိုင်မယ်လို့ prediction လုပ်ခဲ့သူတွေအများကောင်းများလိမ့်မယ် Team 7က Blackton ရဲ့ပလင်းဆိုင်တွေအကုန်လုံးသိကြပါအောင်နားလေတယ် Game Number 1မှာဆိုလို့ရှိရင်လည်းဒါ Drop Pick ပိုင်းဆိုင်ရပါဗျာတစ်ဖက်က Lai Truck ကိုထုတ်တယ်တစ်ဖက်က Chip Truck ကိုထုတ်တယ်ဒါပေမဲ့ Novaria ပါနေတဲ့အချိန်မှာ team 7တကယ်ကြီးတို့သိတာဝါရယ်ဗျအထူးသဖြင့်နောက်ဆုံးဘက်တယ်ဆိုင်ခဲ့တဲ့အချိန်မှာဗျ echo ကင်းလိုက်တဲ့အချိန်မှာ vision ပွင့်ပြီးတော့ဒီဘက်တယ်တစ်ခုလုံးကဒီ draft pick ပေါ်မှာမူတည်ပြီးတော့ gain ဝင်နိုင်ပါတယ် gain နံပါတ်2မှာလည်းတူတူပဲ drafting phase မှာကလေးရပါတော့ဒီပဒန်းလို versana လို့ကောင်းနေအကုန်လုံးပိတ်ထားတယ်အဓိက fanio pick up ဖမ်းပြီးဖို့အတွက် blood thorn မှာမပါလာခဲ့ဘူးလို့ပဲပြောရမလား pure stand ပေါ့ဗျာ ဲ့အတွက်ကြောင့်မို့တော့ CK က freely space ဖြစ်ပြီးတော့ Juno အားလီမာကလေးကကောင်းကောင်းကြီးအိမ်ပေးထားတာဗျအဲ့အတွက်ကြောင့်မို့တော့ Blood Throne အနေနဲ့ Team Seven နဲ့ပွဲစဉ်မှာ2နေစုရဲ့ result နဲ့ဆုံးရှုံးသွားတယ်အဲတခြားခြားသောပွဲစဉ်ဖြစ်တဲ့ Mythic ပွဲစဉ် AI Esports ပွဲစဉ်ဒီမှာတော့သူတို့ပြန်လည်ပြီးတော့အနိုင်ရရှိခဲ့တယ်ဗျ AI Esports ဆိုလို့ရှိရင်လည်းနိုင်ပွဲတွေမရရှိသေးတဲ့ Naruki အတွက်ဒါနိုင်ပွဲပထမဦးဆုံးပြန်ရသွားတဲ့ပွဲစဉ်လို့လည်းပြောလို့ရပါတယ်ဒီတစ်ပတ်ကတော့၄ရက်ရှိခဲ့တယ် Day 1 Day 2 Day 3 Day 4အထိပေါ့ဗျအဲ့တော့ Nico Rio ဒီ၄ရက်လုံးပေါ်ဘယ်လိုမျိုးမြင်လဲအောက် comment section မှာဝင်အောင်ဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်ကတော့ SC4 တွေပဲဖြစ်ပါတယ်